အမ်ဘူကိုခေါ်ယူရင်ယူနိုက်တက်တို့မဖြစ်မနေစဉ်းစားရမယ့်အရေးကြီးတဲ့အချက်တစ်ချက်အားလုံးပဲမိလာပါခင်ဗျာမန်ချက်စတာဖောက်စ်ဆောင်ကနေပြန်လဲကြိုလိုက်ပါရင်ယူနိုက်တက်အတွက်တော့ဒီနေရာဒီအပြောင်းရွှေ့ကာလကအလုံးတော်တော်လေးများမယ့်ကာလပါကစားမဝင်အောင်ထွက်ရောတော်တော်လေးကိုများပြားနိုင်ပါရင်ဒီအစီအမယူနိုက်တက်အောင်အသိန်းကုန်မြေလံဖို့ရှိနေကြတာပါကစားမခေါ်ယူမှုပိုင်းမှာတော့ယူနိုက်တက်ကဝုကစားမကွန်ညာကိုခေါ်ယူထားပါရင်အယောင်ဝဲမှာလည်းအန်တိုနီရက်ဖို့ဆန်ချိုတို့ကိုအယောင်တင်ထားခဲ့သလိုကက်စမဲလိုအိုနာနာဟွိုင်လန်တို့ကိုလည်းဝယ်လန်းရှင်အယောင်ချမဲ့အနေထားရှိနေကြပါရင် ကိုညာကိုခေါ်ယူအပြီးမှ United က Brandford အသင်းရဲ့ Cameron Tyson ကစားမှ Brian Ambumo အတွက်အလုပ်လုပ်နေပါရင် United ဘက်က Ambumo အတွက်တရားဝင်ကမ်းလှမ်းမှုတွေလုပ်ထားပြီးပြောင်းရွှေ့ခြင်းသဘောတူညီမှုရရှိဖို့လိုအပ်နေပါသေးတယ်။ United ဘက်က Cameron သားအတွက်ပြောင်းရွှေ့ခြင်းပေါင်း55တန်းနဲ့ကမ်းလှမ်းချပေးမယ်။ Brandford ဘက်ကပေါင်80လောက်လိုရှိနေလို့အပြောင်းရွှေ့ကောင်ဖြစ်မြောက်သေးတာပါ။နှစ်သိန်းချမှာသဘောတူညီမှုတစ်ခုရရှိဖို့အတွက်ဆွေးနွေးအဖြစ်ရှာနေကြတာပါ။ United အနေနဲ့ Ambumo ကိုခေါ်ယူလိုက်ရင်စဉ်းစားကြရှိလာပါပြီ။လက်ရှိ United မှာအာဖရိကကစားသမားတွေအပြင် Onana, Mazraoui, Ahmed Diallo တို့ရှိနေခဲ့ပါတယ်။အမ်မိုမိုရောက်လာမယ်ဆို အာဖရိကကစားမ၄ဦးထိဖြစ်သွားမှာပါဇန်နဝါရီမှာတော့ဒဏ်ကပြဿနာဖြစ်သွားနိုင်ပါတယ်ဒါမဲ့ဇန်နဝါရီလမှာအာဖရိကနိုင်ငံများဖလားပြိုင်ပွဲရှိနေတာကြောင့်ဒီကစားမတွေအားလုံးကကလပ်အသင်းပွဲစဉ်တွေကိုလည်းချော်မှာပါအသင်းစဉ်ရဲ့အဓိကကစားမ၄ဦးလောက်မရှိတော့ရင်အသင်းကလည်းအထိုင်ပြတ်သွားနိုင်ပါတယ်အာဖရိကဖလားပြိုင်ပွဲပွဲစဉ်တွေက2025ဒီဇင်ဘာ21ရက်နေ့ကနေ2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့ထိရှင်းပြန်ကစားသွားကြမှာပါအဲဒီကာလအတွင်းမှာ United ဟာ Premier League အရေးကြီးပွဲစဉ်6ပွဲထိကစားသွားရမှာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေ ဆဲဝင်စားဝယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ